မိတ်ဆွေများစွာမင်္ဂလာပါမိတ်ဆွေများအတွက်အမြဲတမ်းအကျိုးရှိရာကောင်းတို့ရာရာများဟုသာရွေးချယ်တင်ဆက်လေးရှိတဲ့ပရိသတ်ဘော channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မိတ်ဆွေကိုနေသားသမီးများအားလုံးကာယဒုက္ခစိတ်ဓာတ်ဒုက္ခနဲ့ပြည့်စုံနေကြပါစေဥစ္စာစီးပွားဒီရလာ ကြီးပွားတွေ့တဲ့ကြပါစေအကယ်၍မိတ်ဆွေမှာယခုလက်ရှိအခြေအနေဟာခက်ခဲမှုတွေပင်ပန်းမှုတွေစိတ်နှောက်ယှက်ဖြစ်စရာတွေကြုံနေခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီအခက်အခဲတွေ င်ပန်းမှုတွေစိတ်နှောက်ယှက်ဖြစ်စရာတွေအားလုံးအများဆုံးကင်းဝေးကြပါစေအထူးအားဖြင့်နိုင်ငံရခြားပြည်ပနိုင်ငံအသီးသီးမှာရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားကိုနှစ်သားသမီးအပေါင်းတွေအားလုံးအဆသာအရာရာအဆင်ပြေကြပါစေလို့ရှေးဦးစွာတွန်းလောင်းမြတ်တာပို့သားပါရခင်ဗျာဒီနေ့မိတ်ဆွေတို့အတွက်တင်ဆက်ပေးမှာကတော့2025ခုနှစ်အောက်တိုဘာလတလတာမိတ်ဆွေတောက်ကြသားသမီးများအတွက် ဟောဇရန်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီဟောဇရန်ကတော့မန်လေးရွှေမြူတော်ကပုံတော်ပညာရှင်ကြီးဆရာကြီးဦးမင်းသူရတွက်ချက်ဟောထုတ်ထားတဲ့ဟောဇရန်နဲ့ကအကြောင်းအရာတွေပဲဖြစ်ပါတယ်ဒီဟောဇရန်နဲ့မှာမိတ်ဆွေတောက်ကြသာသမီများအတွက်စီပွားရေးလူမှုရေးပညာရေးအခြေရေးအိမ်တော်ရေးကျန်းမာရေးထူးထူးခြားခြားနေရများအသက်ပိုင်ချဟောကိန်းအထူးဟောကိန်းဆောင်ရွက်ရန်ကိစ္စ အကျိုးပေးဟောကိန်းနဲ့ရရရာအစီအစဉ်ဒီအကြောင်းအရာမျိုးစုံပါဝင်ပါတယ်။မိတ်ဆွေတောင်းကြသားသမီးများဒီအော်တိုဘာလဆယ်လပိုင်းမှာ စီးပွားရေးနဲ့လောက်ကင်များနဲ့ပတ်သက်ပြီးတော့အလောက်ကင်အပြောင်းလဲတွေပေါ်ပေါက်လာတတ်ပါတယ်။အဲ့ဒီအပြောင်းလဲလောက်ကင်ကြီးများကမိမိတို့အတွက်အကျိုးဖြစ်ထွန်းပါလိမ့်မယ်။လုပ်ငန်းတုတ်ချက်တာမျိုးတွေစိတ်မြန်လက်မြန်ဖြစ်နေတာမျိုးတွေတော့ရှိတတ်ပါတယ်။မလိုလားတဲ့ငွေကြေးကုန်ကြမှုတွေကိုထိန်းချုပ်နိုင်လျင်ငွေကြေးအခက်အခဲကနေပြီးတော့လွတ်မြောက်မှုရရှိပါလိမ့်မယ်။ ပြပထီပောက်ကင်းရှိပါတယ်။ဘဝမှာငွေကြေးပြည့်စုံကြွယ်ဝချမ်းသာမဲ့အတိတ်ဘဝကောင်းကျိုးတွေဒီချိန်ကာလကရရှိခံစားရမယ့်ချိန်ကာလမျိုးဖြစ်ပါတယ်။ဒီဘဝကြီးမှာပညာရေးနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေဖြစ်တဲ့စာအုပ်စာပေဖြန့်ချိလုပ်ငန်းတွေကြီးသွားလုပ်ငန်းတွေဝန်ဆောင်မှုပေးတာတွေအဲ့ဒီလုပ်ငန်းတွေအလုံးကနေပြီးတော့မိတ်ဆွေတောက်ကြသားသမီးများအတွက်အကျိုးဖြစ်ထွန်းပါလိမ့်မယ်။လူမှုရေးနဲ့ပတ်သက်ပြီးတော့ပရိုက်တာလုပ်ငန်းများအများကောင်းကျိုးလုပ်ငန်းများမှာတောက်ရောက်ပြီးတော့လုပ်ကိုင်နေရတတ်ပါတယ်။ အမှုကင်းသဘောတွေကျုံတွေ့နိုင်သောလည်းပဲကိုယ်ကနိုင်ရရှိပါလိမ့်မယ်။လောက်ငယ်သားများကြောင့်လည်းစိတ်ပင်ပန်းစရာတွေရှိလာတတ်ပါတယ်။ရင်းကုန်ရမည့်ကိစ္စများကိုအထူးရှောင်ရှားဖို့လိုအပ်ပါတယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့ပညာရေးနယ်ပယ်မှာအယုံစုဆိုင်မှုကောင်းပြီးတော့စာမေးပွဲဖြေဆိုသူများအောင်မြင်နိုင်ခြင်းမြင်မှာပါတယ်။သင်ယူမှုစွမ်းရည်တိုးတက်လာပြီးတော့ဆရာသမားများရဲ့အကူအညီကိုရရှိပါလိမ့်မယ်။အခြေရေးအိမ်တော်ရေးမှာတော့အခြေရေးမှာချစ်သူဘေးမှာရှိနေရင်ဘလောက်ပဲဆွေရွားတဲ့လောကဓာတ်ဖြစ်နေပါစေရင်ဆိုင်ဖို့ အသင့်ရှိနေတတ်ကြပါတယ်မေတ္တာရေးမှမျက်နှာကြောင့်တာယောဇဉ်ရှိကြောင်းပြောဆိုရန်ဝင်လေးပြီးတော့အလွန်ရှက်နေတဲ့ကာလမျိုးဖြစ်ပါတယ်ဒါပေမဲ့ခိုင်မြဲတဲ့အခြေခံအခွင့်အလမ်းကိုကြုံရမည့်နှစ်ကာလဖြစ်ပါတယ်တောက်ကြသားသမီးများကို စောင့်နေတဲ့ပုံပေါ်ကကိုယ်စီကိုပြန်လာနိုင်ပါတယ်ဒါပေမဲ့ကောင်းသောပြန်လာခြင်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ပေါင်းစည်းဖို့ရာကတော့ဖြစ်ခြင်းမှဖြစ်လာနိုင်မှာပါအင်းတို့ရှင်များအနေနဲ့အသာရချမ်းမြေတဲ့ကာလကိုဖြတ်သန်းနေရတဲ့ချိန်ကာလဖြစ်ပါတယ်။အာလာယမန်မိသားစုနဲ့ ခီးတို့သွားရခင်ရှိပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ချောင်းဆိုးခြင်း၊အဆုတ်ယောဂါ၊ကြောက်ကံနဲ့အသည်ယောဂါများထိခိုက်ဒဏ်ရာများအတူကယူဆိုင်နေရပါလိမ့်မယ်။အစားအသောက်မှရွက်မှုကိုယူဆိုင်ပေးရပါလိမ့်မယ်။တူတူခြားခြားနေရာများအနေနဲ့2025ခုနှစ်အော်တိုဘာလ3ရက်ကနေပြီးတော့အော်တိုဘာလ16ရက်အတွင်းမှာလက်ပွင့်နေပြီးတော့လက်လာပါရှင်လာတတ်ပါတယ်။ငွေအလုံးအရင်းလိုက်ဝင်လာတတ်ပါတယ်။ digital money လောက်ကင်သူများအတွက်ကောင်းမွန်နေတဲ့ချိန်ကာလဖြစ်ပါတယ်။အကြံပြုချက်အနေနဲ့ ဒေါ်လာမစွဆုံးတင်နေတဲ့အချိန်ကာလဖြစ်ပါတယ်။မင်းချီမြောက်ခံရတဲ့ရုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချိန်မှာဂုံပြုစုချင်းမြင့်ခြင်းများခံရတတ်ပါတယ်။မြော်မှန်းထားတဲ့အတိုင်းရလကောင်များရရှိပါလိမ့်မယ်။ကောင်းမွန်တဲ့ပြောင်းလဲများနဲ့တိုက်ဆိုင်ကြုံတွေ့နေရတတ်ပါတယ်။လုပ်ငန်းတွေမှာအကျိုးများများအများကောင်းများရရှိတတ်ပါတော့လည်းပဲမိမိရဲ့လောကဖြတ်လူခံရတာမျိုးတွေအကျိုးအမြတ်နေတာမျိုးတွေဖြစ်တတ်ပါတယ်။သတိပြုလို့လိုအပ်ပါတယ်။ဇနီးမယားဘက်ကဆွေမျိုးတွေရဲ့အကူအညီကောင်းတွေရရှိနိုင်ပါတယ်။ 2025ခုနှစ်အော်တိုဘားလ16ရက်ကနေပြီးတော့အော်တိုဘားလ23ရက်အတွင်းမှာတော့လုပ်ငန်းများနှောင့်နှေးကျကြတတ်တာကိုသတိပြုရပါလိမ့်မယ်။အသုံးစရိတ်မလွန်ခဲ့ဖို့ဂရုစိုက်ရပါလိမ့်မယ်။မိမိရဲ့စန္ဒနဲ့တိုက်ဆိုင်မှုများအဆက်ဟမတဲ့ပဲဝေးကွာနေတာမျိုးတွေခဏခဏဖြစ်ပေါ်လာတတ်ပါတယ်။အပြောပါလိုက်စားခြင်းကြောင့်မိမိရဲ့ကိုယ်သိကံများကျဆင်းတတ်ပါတယ်။သူများပြဿနာမိမိပေါ်ကျရောမျိုးကိုသတိထားဖို့လိုအပ်ပါတယ်။ဝင်ရောက်ဆွတ်ဖက်ခြင်းများအကူအညီပေးခြင်းများရှောင်ရှားရမယ့်ချိန်ကာလဖြစ်ပါတယ်။ပြည်တွင်းပြည်ပကိစ္စများ ောင်းနေတတ်ပါတယ်။ငွေကြေးဆိုင်ရာပြဿနာများနဲ့စီးရင်မကိစ္စရာများကြုံတွေ့တတ်ပါတယ်။အဲ့ဒီရတ္တပကတော့ငွေဝင်နေတဲ့အချိန်ကာလဖြစ်ပါတယ်။အိမ်နောင်ရေးမှာနိုင်မည်စိုးတွင်တတ်ပါတယ်။အသက်ပိုင်းခြားအနေနဲ့မိစေတော့ကြသသမီးများဟာဒီလမှာနေကနန်းကုန်ကနန်းမွေးဖွားသူများဖြစ်နေမယ်ဆိုလို့ရှိရင်နေကနန်းဆိုတာအင်္ဂလိပ်လို2ရက်7ရက်20ရက်မှမွေးဖွားတဲ့ပုဂ္ဂိုလ်တွေကုန်ကနန်းဆိုတာအင်္ဂလိပ်လို9ရက်16ရက်25ရက်မှမွေးဖွားတဲ့ပုဂ္ဂိုလ်တွေကနေကနန်းကုန်ကနန်းမွေးသူများဖြစ်ပါတယ်။အဲ့ဒီပုဂ္ဂိုလ်များပုံမိကြတဲ့နေ့ကာလ ဖြစ်တဲ့အတွက်ကြောင့်မလို့ပြုဆိုင်ဖို့လိုအပ်ပါတယ်မိမိလုပ်ငန်းကိစ္စမှာအတွန်းလူမိသားစုဝင်တွေလုပ်ဖို့ကင်ဘက်တွေနဲ့အဆင်မပြေဖြစ်တတ်ပါတယ်အဓိကကတော့ငွေကြီးအဆင်မပြေဖြစ်တတ်ပါတယ်ရှားရဖွေရမလွယ်ကူဘူးရလိုက်ကုန်လိုက်နဲ့အတွန်းပစ္စည်းပါရောင်းရတဲ့အခြေအနေမျိုးစုထားသမျှအကြောင်းမျိုးကြောင့်ငွေကြီးကုန်ကြတတ်ပါတယ်ဒီဘက်ရချာလှုပ်ရှားနေသူများအခက်တွေ့တတ်ပါတယ်အလုံးအပြောင်းရွှေ့များပြုလို့ရတတ်သလိုအပြောင်းကိစ္စများအဆင်မပြေအလုံးမရဖြစ်နေတတ်ပါတယ် အခြေအနေပတ်သက်ပြီးတော့အကြီးငယ်သေးကွာချင်းအဆင်မပြေဖြစ်ချင်းငယ်နှောင်းကိစ္စများပေါ်ပေါ်လာတတ်ပါတယ်တဦးတတဦးချစ်ချင်းမြတ်တာတွေခံစားမှုတွေပေါ်ပေါ်လာတတ်ပြီးတော့မပြတ်သားတာတွေသုံးပွင့်ဆိုင်ပြဿနာတွေပေါ်ပေါ်တတ်ပါတယ်အိမ်တော်ရှင်များအိမ်တွင်းရင်းပြဿနာများချော်မကောင်းချမကောင်းအရှက်တကွယ်သိခါကြခြင်းများဖြစ်ပေါ်လာနိုင်ပါတယ်လူငယ်များချစ်သူဆုံးတဲ့များတပည့်ဆိုင်ပြားဆိုင်ထံတော်ကိုတော့ပြီးတော့ပျော်ပန်းလိုက်စားတာတွေတပားသူရဲ့ရန်လိုခြင်းရန်ညှို့ရှိသူတွေလှုပ်ချမ်းခြင်းများခံရတတ်ပါတယ်မိကလေးများနဲ့ပတ်သက်ပြီးတော့ ခက်ရန်ဖြစ်ပွားခြင်းများကြုံတွေ့တတ်ပါတယ်အထူးသဖြင့်ထားဖို့ရွေးဆိုင်ဖို့လိုအပ်ပါတယ်ပုံမိကြနေတဲ့တောက်ကြသားသမီးများစီပွားပြက်တာအဥ္စာပြက်တာအလုတ်ပြုတ်တာအိမ်နောင်ပြက်တာမိသားစုပြက်တာတွေနောက်ဆုံးအသက်သေဆုံးခြင်းထိပါမိမိတို့ဘဝမှာပြည့်စုံဆုံးခြင်းများကြုံရတတ်တဲ့အတွက်ကြောင့်မလို့ဘာသာတရားကိုလက်ခံထားပြီးတော့ကံတရားတွေမြင့်မားဖို့လိုအပ်ပါတယ်အထူးဟောကိန်းအနေနဲ့ဒီကာလမှာနားလည်မှုလွဲခြင်းအထင်းမြင်ခံရခြင်းများကြုံရတတ်ပါတယ်သတိပြုဖို့လိုအပ်ပါတယ် ထောသားလျောက်စိတ်လက်မှန်ပါပြောဆိုလုပ်ကံခြင်းများကိုရှောင်ရှားသင့်ပါတယ်မိမိအိမ်နေရာမှာပြုပြင်လိုအပ်တဲ့နေရာတွေရှိပါတယ်အမိုးကာများပြတ်နေတဲ့ချက်ချင်းပြုပြင်မှာအညာအခမ်းများချက်ချင်းဝေးကွာသွားပါလိမ့်မယ်1389ခုတည်င်းချက်လာဇန်12ရက်နေ့မင်္ဂလာအခါဖြစ်ပါတယ်ဘုရားနေကစားတင်ခြင်းပနဲ့ရိုက်ခြင်းတိုင်ထူခြင်းရေတွင်းရေကန်ဒုဖို့ခြင်းများလွန်ကောင်းပါတယ် တောင်းတော်89ခုတရင်ကျလာစုတ်၄ရက်နေမင်္ဂလာအခါဖြစ်ပါတယ်ဘုရားတိတင်ခြင်းကလေးထမင်းခွင်ခြင်းစေကံဖွင့်ခြင်းနံမြင့်မဲ့ခြင်းအလို့တိလျှောက်ထားခြင်းယရနာသွေးခြင်းကွန်ပစ္စည်းတူလောင်ခြင်းပရစေတုဖို့ခြင်းခရီးသွားလာခြင်းရှေးစကားပြောဆိုခြင်းများလွန်ကောင်းတဲ့ချိန်ကာလဖြစ်ပါတယ်တောင်းတော်89ခုတရင်ကျလာစုတ်၁၁ရက်နေမင်္ဂလာအခါဖြစ်ပါတယ်ကြောက်စစ်ထူးခြင်းစေဆက်ထင်းများလက်ထက်ခြင်းနံမြင့်မဲ့ခြင်း ကမွန်းတက်ချင်းကုသံရောင်းဝယ်ချင်းပရာဇီဖော်ဆက်ချင်းစည်းမြတူချင်းလက်မဲ့ရေးထိုးချင်းဗန်စင်းဖွင့်ချင်းအလုတ်လျှောက်ထားခြင်းများလွန်ကောင်းတဲ့ချိန်ကလည်းဖြစ်ပါတယ်။တန်တော်89ခုတစောင်းမုံလာဇန်၄ရက်မင်္ဂလာကဖြစ်ပါတယ်။ဂါထာမန္တန်သိတိတင်ချင်းရှင်ပြုနာသမင်္ဂလာဆင်းရင်ချင်းစေစားချင်းလက်ထဒိမြချင်းဗနဲ့ရချင်းကျင်းတူချင်းတိုင်ထူချင်းကလေးထမင်းကွင်ချင်းနမ်မီမဲချင်းအစိုးကသရုပ်ဆောင်ပွဲများကျင်ပါချင်းခွဲစိကူတာမူခံယူချင်းရေရွှင်းရေကန်တူဖို့ချင်း အသင်းအဖွဲ့အဖွဲ့စည်းခြင်းမိတ်ဆုံစားပွဲများပြုလုပ်ခြင်းတည်ထိုးခြင်းအစုရရာဝင်ခြင်းတွေ့ဆုံဆွေးနွေးခြင်းကုန်ပစ္စည်းပြခြင်းကုသံရောင်းဝယ်ခြင်းစာချုပ်စာတမ်းလက်မှတ်ရေးထိုးခြင်းရှေ့စကားပြောဆိုခြင်းများလွန်ကောင်းတဲ့ချိန်ကာလဖြစ်ပါတယ်ဒီလမှာမိတ်ဆွေတောက်ကြသည်များဆောင်ရွက်ရန်ကိစ္စကတော့ခရီးသွားလာခြင်းနဲ့စီးပွားရေးလုပ်ငန်းများလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာအဆင်ပြေဖို့အတွက်အကန့်ကောင်းတဲ့အရောင်းတွေကိုဝတ်ဆင်ပါနောက်ပြီးတော့ကန့်ကောညွန့်တည့်ညွန့်သစ္စာပန်းများကိုဘုရားကိုပူဇော်ပါဇီးရိုဘုရားတို့တို့ဘုရားရှင်ဟာ ကတ်လို့ပူဇော်ပြီးမှခရင်သွားပါလုံဝန်းကိစ္စများဆောင်ရွက်ပါကံကောင်းစီတဲ့ရောင်တွေကိုဘယ်လိုဝတ်ဆင်မယ်လို့ဆိုလို့ရှိရင်၃ရက်နေကနေပြီးတော့ဆယ်ရက်အတွက်မှပန်းရောင်ပလဲရောင်တို့ကိုဝတ်ဆင်မှာ၁၇ရက်ကနေပြီးတော့၁၆ရက်နေအတွက်မှတော့ပန်းရောင်ဆယ်ရောင်တို့ကိုဝတ်ဆင်မှာ၁၉ရက်ကနေပြီးတော့၂၃ရက်အတွက်မှငွေရောင်မိခိုးရောင်ဝတ်ထည်များကိုဝတ်ဆင်ပြီးမှခီးသွားလာပါလုံခြုံရေးဆံများဆောင်ရွက်ပါ24ရက်နေ့ကပြီးတော့30ရက်အတွက်မှညိုရောင်ကြည်ပြောင်းတို့ကိုဝတ်ဆင်ပြီးမှခီးသွားလာပါစီဝိုင်းလုံခြုံရေးလောက်ကန်ဆောင်ရွက်ပါအကျိုးပေးဟောကိန်းအနေနဲ့ အကျိုးမပေးတဲ့ကဏ္ဍကနှစ်ကဏ္ဍဖြစ်ပါတယ်နှစ်ကဏ္ဍကိုဖယ်ထားဖို့လိုပါတယ်အကျိုးပေးကဏ္ဍကတော့3ည358ပဲဖြစ်ပါတယ်ဖိုးရီအနေနဲ့ပြောမှဆိုလို့ရှိရင်3ည358အတွဲဖြစ်ပါတယ်တတိရီအနေနဲ့ပြောမှဆိုလို့ရှိရင်3ည35 3ည50ပဲဖြစ်ပါတယ်အကျိုးပေးတဲ့ရက်ကအရှိရဖြစ်ပါတယ်အကျိုးမပေးတဲ့ရက်ကတော့အနောက်ရက်ပဲဖြစ်ပါတယ်ပြုလို့ရန်ရတရားအစည်းအဝေးကတော့အနေရောင်ပန်းအိုးဖြင့်အုံးလက်ကြံညွတ်ဆွေညွတ်ဒုက္ခပန်းသစ္စာပန်း၅ဘွန်တို့ကိုဘုရားရှင်မှာ ကတ်လူပေးပါဘဲပြုတ်ပေါင်မို့မိုးကြွေများကိုလည်းပဲမြတ်စွာဘုရားရှင်ကတ်လူတန်းပေးပါမိမိမွေးနေ့တိုင်းဘုရားတန်ရှိကုသိုလ်ကလူပေးတင်ပါတယ်မိတ်ဆွေတောက်ကြသားသမီးများအားလုံးကိုစေစီပါသုံးမမကျွန်းချမ်းသာခြင်းနဲ့ပြည့်စုံနေကြပါစေစေတော်တိုင်းကိုပါ၍လိုရာဆန္ဒများလည်းပြည့်စုံနေကြပါစေကျွန်တော်တို့ရဲ့ channel တွေကိုစာအနေဆုံးနားဆင်ပေးတဲ့မိတ်ဆွေတိုင်းမိတ်ဆွေတိုင်းတယောက်ချင်းစီကိုလည်းပဲကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ